င်္ဂလာပါခင်ဗျာဒီနေ့တင်ပြအချက်ကတော့ဇာတာရှင်တယောက်ကဘဝကံနဲ့ပတ်သက်ပြီးယူဆဖို့မတူတဲ့အကြောင်းဗေဒင်ပညာအရာတွေရပါတော့နောက်တစ်ခုကဒီယူဆဖို့မတူတဲ့အတော့ကြောင့်မလို့ဒီဇာတာကစားဖွဲ့စည်းမှုနဲ့ပတ်သက်တဲ့အခြေခံကိုစဉ်းစားတဲ့နေရာမှာမတူတဲ့အကြောင်းအဓိကပြောရမယ်ဆိုလို့ရှိရင်တော့ဒီဇာတာတစ်ကောင်ဖြစ်တည်လာတဲ့အခါမှာနက္ခဗေဒင်ဇာတာတစ်ကောင်ကြီးဇာတာရှင်တယောက်ကမွေးတဲ့အချိန်ကိုမူတည်ပြီးဖြစ်လာတယ် နောက်တခြားသောဘောနော်ဒီဘေးရင်ပင်ရအချို့ကဇာတ်တောင်ဖြစ်နေလာတာကဒီရက်ပေါ်မူတည်ပြီးဖြစ်နေလာတာအဲ့ဖြစ်နေလာတဲ့အပိုင်းဒီမှာဒီဇာတာတောင်ဖြစ်နေလာခြင်းနဲ့ပတ်သက်ပြီးစဉ်းစားတဲ့အကြောင်းလေးကိုအရင်သင်ပြအခြေအနေအဲ့ဒီခါကျတော့ပထမဆုံးအခြားဘေးရင်နဲ့ပတ်သက်တဲ့ဒီဇာတာဖွဲ့စည်းမှုနဲ့ပတ်သက်တဲ့အဓိကပြောမယ်ဆိုရင်တော့မွေးဖွားတဲ့ဒီနေ့ရက်ရွေးချယ်တဲ့ပိစပါဘောနော် ဝေးဖွားတဲ့နေ့ရဲ့ရွေးချယ်တဲ့နေရာမှာတခြားသောဗီဒီယိုပညာများကရက်ကိုအဓိကထားပြီးရွေးချယ်ကြတယ်ရက်ကိုအဓိကထားပြီးရွေးချယ်ကြတဲ့အခါကျလို့ရှိရင်ဒီအဲ့ဗီဒီယိုပညာအထိမှာပေါ့နော်ဒီရက်နဲ့ပတ်သက်လို့ရွေးချယ်တဲ့နေရာမှာဒီနေ့ဒီတနင်္ဂနွေတနင်္ဂနွေတနင်္လာအင်္ဂါဟုတ်တဘူးကြာသာပြေးတောက်ကြစနေစသည်ဖြင့်ဒီရက်တွေကိုမူတီဗီရွေးချယ်တယ်မူတီဗီရွေးချယ်တဲ့နေရာမှာဒီနေ့သားကိုမွေးလို့ရှိရင်ဒီမိဘဒီနေ့သား မိအမိမိအမေကဒီနေသားအဖေကဒီနေသားအရမလို့ဒီဇာတာအရှင်ဟာဒီနေသားနဲ့မိဘနဲ့မတင်တော့ဘူးဆိုတဲ့အချက်ကိုစဉ်းစားတာရှိတယ်အဲ့ဒါကိုပဲတခါတည်းပေါ့နော်တိုက်ဆိုင်ပြီးရှင်းသွားမှဆိုရင်နောက်ခက်ပြင်းပညာမှကြတော့လူတယောက်ကို မွေးတဲ့အခါမှာဘယ်နည်းမွေးတယ်ဆိုတဲ့အချက်ကအဓိကထားပြီးစဉ်းစားလို့မရှိဘူးသူအဓိကထားစဉ်းစားတာကဇာတာရှင်တယောက်ကိုမွေးတဲ့နေ့ဒီ ကောင်းမွန်တဲ့အနေနဲ့တော့ဖြစ်ရမယ်ကောင်းမွန်တဲ့အနေနဲ့ဆိုတာဒီမွေးဖွားခြင်းနဲ့ပတ်သက်တဲ့ဒီသမ္မာထားတဲ့ကောင်းမွန်ခြင်းတွေရှိတဲ့နေ့တစ်နေ့ဖြစ်ရမယ်အဲ့ဒီနေ့တစ်နေ့ဖြစ်ပြီးတဲ့အခါကျလို့ရှိရင်သူကအဲ့မွေးတဲ့အနေမှာအချိန်နဲ့သတ်မှတ်ပြီးတော့ဒီဇာတာရှင်တယောက်ကိုမွေးတဲ့အချိန်ကမူတည်ပြီးဆုံးဖြတ်ပေးတယ်ဆုံးဖြတ်ပေးတဲ့အခါကျတော့ဒီနေသားနဲ့ပတ်သက်တဲ့ကိစ္စကိုလည်းအဓိကထားအမကြည့်ဘူးအဖေနဲ့တက်မှာလားအမေနဲ့တက်မှာလားဆိုတဲ့ကိစ္စကိုအဓိကထားအမကြည့်ဘူး မကြည့်တဲ့ခါကျတော့ဒီရောပေါ့အဓိကအားဖြင့်တော့မွေးတဲ့အချိန်နဲ့အပတ်သက်ပြီးတော့အကူကြီးတောင်းတာလုံလလအနန္တနဲ့အသူတွေကမွေးတဲ့ရက်လေးပြေးပါဦးလို့အများသောအဖြစ်တောင်းဆိုလို့ရှိကြတယ်ကျွန်တော်တို့ကလည်းမွေးတဲ့ရက်ကိုတက်တက်ယူမယ်ဆိုရင်တော့အဆင်မပြေနိုင်ဘူးမွေးတဲ့အချိန်လေးကိုရွေးချက်မွေးဖွားနိုင်တဲ့ဆိုရင်တော့အဆင်ပြေနိုင်တယ်ဆိုတဲ့အချက်နဲ့ပြန်လည်ညှိနှိုင်းမှုပြုရတယ်အဲ့ခါကျတော့ဘာကြောင့်ကွာတယ်ဆိုတဲ့ခါတော့ ဒီပညာရအနေနဲ့ပတ်သက်တဲ့ဟိုဒီလူတယောက်ရဲ့ဘဝကံကိုတွေးတော့ဆင်ញံသုံးသပ်တဲ့အနေအမှာတွေးတော့ပုံတွေးတော့နီး꽈တဲ့အတွက်ကြောင့်꽈ခြင်းဖြစ်တယ်အဲ့တော့တွေးတော့ပုံတွေးတော့နီးရ꽈ရဲ့ဆိုတဲ့အနေအမှာလူတယောက်ကဒီနေ့ဒီနေ့အတွက်မှာပေါ့နော်ဒီတခြားဘေးပညာရယူမဲ့ဆိုလို့ရှိရင်ဒီနေ့တနေ့ရှိတယ်အဲ့နေ့ကကောင်းမွန်တဲ့နေ့ဖြစ်တယ်ကောင်းမွန်တဲ့နေ့မှာပေါ့ဒီအဒီခါလေးကတော့နော်ဟိုမကောင်းတဲ့အချိန်ခါလေးနဲ့လွတ်တယ်ကောင်းတဲ့အချိန်ခါလေးနဲ့ တိုက်ဆိုင်တယ်အဲ့တော့ဒီကာလမှာရှောင်းတင်တဲ့ကိစ္စကိုရှောင်ပြီးတော့မွေးဖွားမယ်ဆိုလို့ရှိရင်ကောင်းမွန်ခြင်းရှိလို့ဆုံးဖြတ်တဲ့လူတွေရှိမယ်ဒါကတော့အတိအကျမသိနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကမှန်းဆပြောတာတချို့အကြတော့လေဒီနေ့ဒီရက်ဒီချိန်ခါမှာမွေးပါမွေးတဲ့အချိန်ဝင်တဲ့ပတ်သက်လို့ပေါ့နော်ဒီရှောင်းရံတွေကိုတော့ပြီးရင်မပြီးရင်တွေကိုမပြုတ်တဲ့ဇာလေဟိုပါပေါ့ဇာလေရှိကောင်းရှိနေတယ်ဒါပေမဲ့ဒီကျွန်တော်တို့အချိန်ရွေးတဲ့အခါကျတော့လေထုံနေတူသွားမယ်ဒီနေ့တနေ့ကိုရွေးပြီးပြလိုက်တယ် နေ့နေ့ကိုရွေးယူလိုက်ပြီးတော့ဒီနေ့နေ့ကိုရွေးယူတဲ့နေရာမှာဒီတနင်္လာတို့ဒီမိခင်နဲ့ပတ်သက်တာဖခင်နဲ့ပတ်သက်တဲ့ကိစ္စအရာတွေကိုတော့နောက်ဗီဒီယိုတည်းမှာပြောပြမယ်ပေါ့နော်ဒီဗီဒီယိုလေးမှာတော့အဓိကအဖြစ်ဘုဒ္ဓတာတင်ပြအချင်တာကဒီအချင်းကိုရွေးချင်မဲ့အပြင်ကိုကျွန်တော်တို့အနေနဲ့ကတော့ဒီရက်တရက်ကတင့်တော်သွားပြီလို့သတ်မှတ်လိုက်ပြီဆိုလို့ရှိရင်ခုနပြောတဲ့အမိနဲ့ပတ်သက်တဲ့ကိစ္စပေါ့ပေါ့ပေါ့နော်အမိအမိရဲ့ဘဏ္ဍာကံကြောင့်မှမရှိအောင်ဆိုတဲ့ကိစ္စအရာလေးတွေကိုစဉ်းစားပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာ ကြည့်ရလဲဆိုတော့အဲ့ဒီနေ့မှာဒီရုပ်သဘောတွေရဲ့ဘယ်ချိန်ဘယ်ချိန်နေကတော့မကောင်းတဲ့ရုပ်တွေဖြစ်တယ်ဘယ်ချိန်ဘယ်ချိန်နေကတော့ဒီသာသာရှင်တွေအတွက်တင့်တော်တဲ့အရုပ်ဖြစ်တယ်ဘယ်ချိန်နေကတော့အမောင်ကာလဖြစ်တဲ့အစဒီပြင်အဲ့ဒါတွေကိုရွေးကြည့်ရတယ်ရွေးကြည့်ပြီးတော့မှဒီသာသာအရှင်အတွက်ပို့ရတဲ့အချိန်လေးမှာဒီလက်လက်ခေါ်တဲ့နော်မွေးတဲ့အချိန်ကိုဘူးဒီပြီးတော့ပေါ့နော်ဒီသာသာရှင်တယောက်တည်းကိုအချိန်ကိုချိန်ဆရတယ်အချိန်ဆလို့ဒီနေ့မဖြစ်ဘူးဆိုလို့ရှိရင်သူကနောက် တင့်တော်တဲ့တရက်ကိုပြန်ရှာရတယ်။အဲ့လိုပြန်ရှာရတဲ့ကိစ္စတခုပြီးခဲ့တဲ့နှစ်ကတနှစ်ကျော်လားတနှစ်ကျော်နှစ်လောက်ရှိပြောနော်။ကျွန်တော်တခါတော့မှဗီဒီယိုမှာပြောဖို့ပါတယ်။အဲ့ဒါကကျွန်တော်ရဲ့ဒီတူတယောက်ပေါ့နော်။တူတယောက်ကသာသမီမွေးဖို့ကိစ္စအပေါ့။ရက်ကိုတော့ခက်ခက်တော်တော်လေးပေါ့နော်။ဒီအဲ့ဒီကာလာတော့အချိန်ကာလအနေနဲ့ခက်ခက်လေးလေးရွေးရွေးပြီးတော့ပြေးလိုက်ပြန်။ပြေးလိုက်တော့သူတို့ကဒီဆေးရုံကိုသွားတဲ့ အခါကျတော့နောက်ကြမှာသွားလိုက်တဲ့အခါကျတော့ဒီကျွန်တော်ပေးလိုက်တဲ့ရက်တွေလေပေါ့နော်တခြားသောပညာရှင်များအတွက်ချက်တဲ့ရက်တွေနဲ့တိုက်ဆိုင်မှုတွေများနေတဲ့အခါကျတော့အဲ့ဒီရက်ကိုမရအောင်အဲ့ဒီရက်ကိုမရတဲ့အခါကျတော့တို့ကဆေးရုံကနေပြီးတော့ဖုန်းပါပေါ့နော်တဆင့်ပေါ့နော်တို့ရဲ့အမေတွေဒီကနေပြန်ဆက်တဆင့်ပေါ့ဆက်ပြီးတော့ဒီအခြေအဝါပေါ့မွေးဖို့ရက်ကိုတောင်းတယ်မွေးဖို့ရက်ကိုတောင်းတဲ့အခါကျတော့မွေးဖို့ရက်တစ်ခုတွက်ဖို့ဆိုတာကဒီလွယ်လွယ်လေးပေါ့နော်ဒီစာအုပ်ကိုလှမ်းပြီးတော့ကြည့်ပြီးတော့ဒီတန်လေးနာပြက်ကလေးကိုကြည့်ပြီးတော့ ကွန်ပျူတာ software ကိုရိုက်ပြီးတော့ခဏလေးနဲ့တွက်လို့ရတာမဟုတ်ဘူးဒီကလေးနဲ့ဘဝပတ်သက်တဲ့ဘဝကကောင်းခြင်းဘဝပေါ့နော်အားနည်းခြင်းတွေဘာမတတ်နိုင်ဘူးဆိုရင်အားနည်းခြင်းအနည်းဆုံးဖြစ်အောင်တတ်နိုင်ဆိုရင်ကောင်းခြင်းတွေအများဆုံးရအောင်လုပ်ရတဲ့သဘောလေးရှိတယ်ဒါကြောင့်ဒီမြန်မာပြည်ရင်ပညာအရာပေါ့နော်တချို့သောပြည်ရင်ပညာကြီးအရာဒီကလေးကာမီရွေးချယ်ခြင်းနဲ့ပတ်သက်တဲ့ကိစ္စအရာတွေမှာကျွန်တော်တို့ဒီနက်ခတ်ပြည်ရင်ပညာဟိုအသုံးပြုပြီးတော့ တွေးချဲတဲ့သူတွေအနေနဲ့တော်တော်လေးအထင်တွေခံရတာရှိတယ်။နောက်တစ်ခါဒီအဲခုနပြောတဲ့ကိစ္စဆိုလို့ရှိရင်ကျွန်တော်စိတ်ဆိုးတဲ့သဘောဖြစ်သွားတာပေါ့နော်ကိုယ်ဆွေမျိုးသားချင်းအချင်းချင်းပြင်းမယ်။အဆွေမျိုးသားချင်းစိတ်ဆိုးရဲဆိုတာလည်းကျွန်တော်ပြောမတတ်တာလည်းပါမှာပေါ့ကျွန်တော်ရှင်းပြတဲ့အကြောင်းအရာကိုလည်းနားမလည်တာလည်းပါမှာပေါ့။အဲဒါကြောင့်မို့လို့ဒီနက္ခမီရင်ရဝေဖွားခြင်းနဲ့ပတ်သက်လို့မစမ်းသာဘူး။နောက်ဒီအခြားသောမီရင်အနေနဲ့ဝေဖွားခြင်းအကြောင်းကိုမစမ်းသာဘူး။လူတယောက်ကံကိုခံမှန်းခြင်းနဲ့ပတ်သက်လို့စဉ်းစားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒီရခပေတဲ့ပညာဒီလူတယောက်ရဲ့တန်ကိုဝေးဖွားခြင်းကိုအခြေပြုစဉ်းစားတယ်တခြားပေတဲ့ပညာသူအဆိုပါပေတဲ့ပညာဒီဝေးဖွားတဲ့နေရာကိုမူတည်ပြီးစဉ်းစားတယ်ဒါကြောင့်ဒီနှစ်ခုဒီမြဲတဲ့ကြောင်းနဲ့စုံစရာကြောင်းမရှိဘူးဒါကြောင့်နှခပေတဲ့ပညာကိုအားကိုးပြီးတော့ဒီကလေးတယောက်ရဲ့ဇာတာလူတယောက်ရဲ့ဘဝရဲ့ဇာတာကိုသိအောင်ကြိုးစားမယ်ဆိုရင်အချိန်ကာလသိဖို့လိုပါမယ် တကယ်လို့အချိန်ကာလမသိခဲ့ဘူးဆိုရင်လည်းခက်အပြေရင်ကပြီးနိုင်တဲ့အသေးပွင့်တွေကိုများစွာအပြည့်ဝခံစားခြင်းအပြည့်နိုင်မှုဆိုတဲ့အကြောင်းလေးကိုအဓိကအဖြစ်မြန်မာပြည်တွင်ပညာမှရှိတဲ့ကျိုးတော်ပြည်တွင်ပညာရည်နဲ့နောက်တစ်ခါဒီနိုင်ငံပြည်တွင်ပညာနဲ့ကွာခြားတဲ့အကြောင်းလေးကိုရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်ဒီလိုရှင်းလင်းတင်ပြတဲ့နေရာမှာပေါ့ဗျာနော်ဒီနိုင်ငံပြည်တွင်ပညာမှာပဲတော့ကွဲပြားတဲ့နည်းစနစ်လေးတွေတုံးကြတာလေးရှိတယ် အခွဲပြားတဲ့နီးစနစ်တွေသုံးတဲ့ဆိုတော့ကျွန်တော်တို့သုံးတာကအရှိတိုင်းနှက်ခပေရင်ပညာဟိန္ဒုနှက်ခပေရင်ပညာသုံးတယ်ဟိန္ဒုနှက်ခပေရင်ပညာမှာပဲတခြားသောဟိုပေရင်ပညာနဲ့ပတ်သက်တဲ့လမ်းကြောင်းခွဲလေးတွေရှိတယ်နောက်ဒီမြန်မာနိုင်ငံမှာသုံးတဲ့နှက်ခပေရင်ပညာနဲ့ပတ်သက်တဲ့သုံးဆွဲတဲ့လမ်းကြောင်းလေးတွေရှိတယ်တချို့ကတော့နှက်ခကိုအဓိကဒါပေနှက်ခပေချိန်မှာပေနေရာကိုဖြတ်တန်းအောင်လို့ရှင်ဒီပုဂ္ဂိုလ်ကဘလို့တော့အကျိုးရလရမယ်ဆိုရင်အန်ဒီသားကိုယူတယ် ျွန်တော်တို့ဒီအရှိတိုင်းဟိန္ဒူနတ်ခဘီရင်ပညာကတော့ဒီစာတာတစ်စောင်မှာအဓိကအဖြစ်ဂျိုနေဂျိုရက်ကိုအဓိကထားတယ်နတ်ခကကြတော့ကျွန်တော်တို့ကတနည်းတစ်ပုံအဖြစ်အသုံးပြုတာဖြစ်ပြီးတော့ခုနပြောသလိုဒီနတ်ခကဒီနေရာမှာရှိမှလူတယောက်ဘဝကောင်းမယ်ဆိုတာကိုကျွန်တော်တို့ကယူဆလို့မရှိဘူးပေါ့အဲ့ကအဓိကအဖြစ်တော့ဟောပေါ့နော်ဒီဗီဒီပညာနဲ့ပတ်သက်ပြီးဟောပြောခြင်းအခြေခံကပဲဒီစာတာရှင်တယောက်ကိုမွေးဖွားခြင်းနဲ့ပတ်သက်တဲ့စာတာပြုစုခြင်းကို क्वे ပြားစီဆိုတဲ့အကြောင်းလေးပေါ့ ဒီဘုသူတာအလုံးကပဲဖြစ်စီပေါ့နော်နက္ခဘေးရင်ပညာကိုအရှိတနက္ခဘေးရင်ပညာကိုအာကိုသောအဖြစ်ဟိုဒီသုံးဆွဲလို့တော့သူများကိုဖြစ်စီနော်မြန်မာနိုင်ငံမြန်မာပြည်ပညာရပေါ့နော်ဒီအာကိုလူတွေသူတွေကိုဖြစ်စီပေါ့နော်ဒီလိုကွာခြားချက်လေးတွေရှိတဲ့အတွက်ကြောင့်မို့လို့ဒီလိုအခြေအနေကိုလိုချင်ဒီနေရာကိုသွားပါဒီလိုအခြေအနေကိုလိုချင်ဒီနေရာသွားပါဒီလိုအချိန်နည်းနဲ့အကျဉ်းနိုင်တယ်ဆိုလို့ရှိရင်ဒီနေရာကိုသွားပါဆိုတော့အကျိုးရလလေးကို သင်ပြခြင်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ဟိုယုံကြည်ရာအလန်းကြောင်းနဲ့ရှောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မွေးတဲ့အချင်းကိုမူတီမမူတီမှုမပြုတ်ဘဲနဲ့ဒီစာတရှင်တယောက်ကိုဝေဖွာခြင်းကတော့လုံလောက်မှုရှိမယ်လို့ယူဆခြင်းမြတ်ကဗေဒင်ပညာတခြားသောဗေဒင်ပညာမြတ်ကဗေဒင်မှာပဲတခြားသောဗေဒင်ပညာများကယူဆပုံအကြောင်းလေးတွေကိုကျွန်တော်သိသလောက်ဉာဏ်မြင့်သလောက်လေးကိုရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ် ားလုံးကိုအထူးကျေးဇူးအတင်ရှိပါတယ်။ကျမ်းပါချမ်းသာလူပါပြေကြပါစေ။